ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နေပြည်တော်ကြီးငလျင်တန်ကြောက်ပြန်ပြန်ကွယ်ပြပြပြုံးပါပြီနဲ့ကြောက်တရားနဲ့ရန်တောက်လာတော်မှာလာတဲ့ဆက်စီပြောပြပါပြီယူဝမခင်မို့မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် ငါ့ကိုဒုက္ခတွေရောက်မှာဆိုလို့အနေရရှိလို့လူပြောသူပြောခံရမှာဆိုလို့ငါ့ကိုအကိုကစုံးမတာဆိုပြီးကျမအဲ့ဘက်ကိုတွေးလိုက်တခါမှန်သွားတယ်အကိုစကားနားထောင်လိုက်အကိုစောင်းလိုက်ရလဲသူ့ရဲ့နာရေးကူညီမှုအသင်းဖြစ်တဲ့ဥကျော်သူကပြောခဲ့နာရေးကူညီမှုမှာဆိုရင်ပတ်စံကိုင်းတဲ့အုပ်စုကစနစ်တကျနဲ့ကိုင်းတာကျော်သူပတ်စံမကိုင်းဘူးသူကနာရေးကူညီမှုကကိုစောင်းကသွားပြီးတော့ကူညီခဲ့တဲ့အတွက်ကိုစောင်းကို ကျော်သူကအဲ့လိုမျိုးပြောပြီးတင်လိုက်တာကိုဆောင်ကကျမကိုတင်တော့ရတယ်သူ့ကိုဥကျော်သူကတင်ပေးတာဆိုပြီးတော့မာကြီးကိုအဲ့လိုမျိုးပြောတယ်မြမလေးတဲ့စရင်းမနိုင်ငွေမကင်နဲ့နင်းတယောက်တည်း speak out လုပ်နေတာတဲ့နင်းဘေးမှာလူရှိလားတဲ့ကဆန်ကင်မှုရှိဘူးကိုလို့ကျမကျမအပေါင်းသင်းအများကြီးမထားဘူးလို့ဘာလို့ဆိုရင်းနေတဲ့လူကပဲကိုကိုနောက်ကျောဒါနဲ့ထိုးတတ်တာမို့လို့အများကြီးမထားဘူးကိုကျမကျမလူလာကျမလာကောက်ပဲလှူနေတာလို့အဲ့လိုပြောလိုက်တော့ လုံးဝပတ်စံမကိုင်းနဲ့ဆရင်မနိုင်မကိုင်းနဲ့ကိုတငယ်ချင်းနဲ့ကိုအုပ်စုလိုက်လေကိုပေးနိုင်တဲ့လောက်ပဲပေးဆိုပြီးကျမကကိုကအဲ့လိုဆုံးမှာပါအဲ့ဒီဆုံးမှာစကားကိုကျမကနားခံတယ်ကျမကကိုစောင်းလိုက်မိုးခါရေမတောက်ခိုင်းတာ I'm very proud of him and I'm very proud of myself မိုးခါရေမတောက်ဖို့ကိုစောင်းလိုက်တင်သွားတာ ဩအဲ့ဒါသားအကောင်မိုက်သိတယ်သားအကောင်အဲ့ဒါ I'm proud of you too အဲ့တော့ဟိုဘာလဲဆိုတော့ကျမတို့ကအေးအေးကိုကြည်ပြီးတော့အေးနိုင်လို့ကိုကအားငယ်သွားတဲ့တဲမှာမပါဘူးကျမရန်ကုန်ကလေဘယ်သူမှလည်းမတိုက်ချအောင်လေရန်ကုန်မှာမရှိဘူးလေအေးအေးနိုင်လို့ကျမ jealous လည်းမဖြစ်ဘူးအားလည်းမငယ်ပါဘူးအေးအေးစီက good point လေဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့အေးအေးမှာ လုံလောက်မြတ်တဲ့ဂုံယူစရာအားကြစရာလက်ခံစရာ like like ပြီးတော့ follow လုပ်စရာတွေအများကြီးဆိုတော့ဒီရခိုင်သားကြီးတွေမစားဘဲနဲ့ငပိတောင်းနဲ့ထမင်းငတ်တလဲပြက်တလဲစကွဲတွေစားပြီးတိုက်တယ်ဆိုတော့မြန်မာတွေရောမတိုက်သင့်ဘူးလားပြည့်မလား uniform 6ဘုံ6ခါလဲတယ်ဆိုကျမစူထလိုက်ကွာကျမအဲ့လိုမျိုးပါနေ ဟိုသူကအမကြီးလို့လာဆက်ဆံတော့ကိုကလည်းအမကြီးလို့နည်းဆုံးမကြည့်ရပါလေ။မရတော့လည်းအမကြီးမလို့ယုံမောဒီလောက်ပါပဲ။ဟိုတိတ်ပြီးတော့ဘောင်းနေရာမပြီးလို့သူ့ကိုနေရာမပြီးလို့သူကဖြစ်ပြက်နေနုံနုံနုံ။လူကောင်းနေအများကြီးဟောလူမကောင်းတကောင်းအများကြီးတရားတသိန်းလောက်ထောက်ခံမဲ့အစားလူနှစ်ယောက်သုံးယောက်လောက်ကမခင်မလို့တာမှန်တယ်ဟေးလို့ပြောလိုက်ဒါဆို enough that's enough အဲ့တော့ကျမဒီကျမတို့ဒီမှာရှိရဲ mini solar state ကိုကြည့်ပြီးတော့ အရှိသွားမယ်လမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခုလိုပဲတိန်းတောင်းကုန်ကုန်တိန်းနှစ်တောင်းကုန်ကုန်ဒီတိုက်ကြီးဆောက်ပြီးလူတွေကိုယ်အမေးဆိုအာလှူလိုက်လိုက်တာအဲအဲအဲ့ဒါရှင်တို့လမ်းကြောင်းလိုက်လွဲနေတာမသိမချင်းလူရမယ်အလူဖြစ်တဲ့အတွက်တော်လိုင်းပြီးွားလို့နိုင်ငံတော်ပြန်လဲထူထောင်ရေးဆိုတာရှိသေးတယ်ကျွန်မနိုင်ငံတော်ပြန်လဲထူထောင်ရေးကြရင်ကျွန်မ project တစ်ခုอ่ะကျွန်မကြောင်းတစ်ကြောင်းစောင့်နိုင်တဲ့နေရာလေးမှာ ကလေးတွေအတွက်ပညာရေးအတွက်ကျောင်းတစ်ကျောင်းစောင့်မှာအဲ့ကျောင်းထဲမှာရှိတဲ့ဒီတဲ့ကပစ္စည်းလေးတွေ facility အပြည့်နဲ့ကလေးတွေကွန်ပျူတာသုံးသပ်အောင်ကလေးတွေကပိုင်းနဲ့ချိတ်ဆက်တတ်အောင်ကပိုင်းနဲ့ချိတ်ဆက်မှာကပိုင်းမှာအမားတွေအစိုးတွေကောင်းနေရှိတယ်အဲ့ဒါတွေမြင်ရမှာမီးမလာလိုက်လာလိုက်အဝိုင်းလဲနေဆိုကလေးတွေဘာမှတတ်မှာမဟုတ်အဲတော်လိုင်းပြီးသွားရင်လည်းမခင်မို့တော့လှူနေမှာပဲဘာလို့လဲဆိုမြင်မှပြီးထူထောင်ရေးရ260လောက်အများကြီးထူထောင်အောင်မပြီးတော့เนาะ ကချင်မုံမုံပြောဆိုလို့အမေရိကန်မှီဖို့ကနှစ်တရာလောက်နောက်ကျသွားပြီ။ထိုင်းကိုမှီဖို့ကနှစ်30လောက်နောက်ကျသွားပြီ။နောက်ကျနေရနေပြီးတော့တခါလေစင်ကာပူကိုမှီခြင်းလို့အမေမှာစ조사နေချိန်မှာပဲတိုင်းပြည်ကိုငရဲပြည်ရဲ့ပို့လိုက်တယ်လက်ရှိကိုငရဲကန်းခံနေရတယ်။ညီကြီးရဟဝါလဲညီကဝမဲလာပြောတော့ညီကြီးရဟဝါကျမတို့အဲ့ပြိုပြီးတဲ့နေ့မှာပဲကျမကိုကျမပြန်သုံးတယ်ငါရော နှစ်ပြန်ဖုတ်ခနဲ့ဆိုသေသွားနိုင်တယ်ဆိုအဲ့ဒါအဲ့သူကကဘာကြီးကပေးတဲ့တရားတွေပါအဲ့ကြောင့်မင်းဒီဆိုရလူတွေလိုပဲကျမလည်းလာရင်လူနိုင်မှုစူးစမ်းတယ်ဟိုနင်ဘလောက်ပေးတယ်ငါဘလောက်ပို့တယ်ကျမညီမလေးလာလှဝင်လဲကျမရဲ့မြန်မာပြည်တွင်းမှာရှိတဲ့အမတွေညီမတွေအန်တီတွေလာလှဝင်လဲကျမအဲ့လိုပဲပြောတမီးရဲ့ဒီလောက်ပဲအခုငလင်လေးဘက်ကိုလှည့်နေလို့တမီးရဲ့ဒီလောက်လေးပဲရှိပါတယ်ညီမလေးရဲ့ဒီလောက်ပဲရှိတယ် ရတယ် is fine ကျမတို့ကရေရှည်သွားမှာပြန်တနေရာထဲမှာတိတ်တောင်လှူပြီးတော့သူများပေးမဲ့ credit ထက်ကျမတို့ရဲ့တိုင်းပြည်နောင်မှာစစ်တိုက်เสียမလို့ပဲနဲ့စစ်စရိတ်ကုန်เสียမလို့တဲ့တိုင်းပြည်ဖြစ်ဖို့အတွက်ကြိုးစားနေတာကျမတို့တိုင်းပြည်ကတိတ်လှပြီးတော့တယံဇာတာတွေအများကြီးရှိပါတယ်ကိုယ့်ဘာကိုစိတ်ထားတဲ့တေချာစဉ်းစားကြည့်တိတ်ချစ်เสียကောင်းတဲ့တိုင်းပြည်မှာစစ်စရိတ်ထောင်းနေလို့ကျမတို့တိုင်းပြည်လူစင်မမီတာပါ စစ်စရိတ်ထောင်းနေတာပါအခုကာကြုံယာရူးယူထားပြီးတော့မင်းသမင်းတရာယူနေတဲ့အတော့ကျွန်မတို့တိုင်းပြည်ကအခုလိုဖြစ်နေတာအဲ့ဒီကာကြုံတွေအဲ့ဒီလူယုံမှာအုံစုတာဒီစနစ်တာသူတို့သူတို့ကိုယ်တိုင်အလံပြူပြပြီးတော့စနစ်တာချိန်လိုက်မယ်ဆိုရင်စစ်တိုက်စရာမလိုတော့ဘူးတရုတ်လာလဲကိုကအခွန်ကောက်လိုက်ရုံပဲလာလို့လေကိုမလုတ်တက်လို့သူလာလို့တယ်ကန်ထရိုက်တွေလက်လွန်ကျက်သွန်းဖြစ်သွားပြီဆိုရင်နှစ်30တော့ အခွန်အတိအကျကောက်ပြီးရတဲ့အခွန်တွေကပြည်သူစီကိုရောက်ရမယ်။ရခိုင်ကလားခရိယာမရှိဘဲနဲ့အဲ့သူကျဲလေသူကျဲတိုင်းသူ့ကိုလိုက်လှုံနေမှာလေ။သူကျဲလေသူ့ကိုလိုက်ချောင်နေမှာပဲဟိုက။အဲ့နေပြီးတော့ဆိုတာကျမတို့ဒီတော်လည်းကာလမှာပြင်းပြွယ်ပြီးတော့ပျော်ပါးနေရတဲ့နေရာဖြစ်အညာ ပြပြန်ကွဲပြီးပျော်ပါနေရတဲ့နေရာဖြစ်တဲ့အတွက်သူတို့ကကျမတို့ဒီနေရာကိုကျမတို့ပေါင်900ချတဲ့အလုံးပေါင်းမြောက်များစွာကဲ့ပေါင်ပေါင်900အလုံး2000လောက်ပြစ်ချရတယ်သူတို့သူတို့ရဲ့တိုက်နဲ့2000နဲ့တရာတိုက်ပြိုသွားတယ်နေပြီးတော့မှာနော်ဘဘကြီးကမနေဘူးသူများနေရာတွေလိုက်ပြီးဘုံချရတဲ့သူကသူ့နေရာကိုလာပြီးတော့တခါလေတစ်ချိန်တည်းမှာပဲပုံအလုံး2000လောက်တခါလေချလိုက်တယ်အမှုမြုံပုံတွေမြောက်များစွာ ။ဒါရဲ့အလူကိုမအီးမကန့်ကွက်ပါဘူး။ဒါထီထီမီမီလေးနဲ့မမဖိတ်မစင်မန်းနဲ့ဒီဒီကြကြလေးရောက်မှဆိုရင်ကောင်းပါတယ်နော်။ငါသားစိတ်မကွက်တော့ဘူး။ပြန်မလား။အလူဆိုစေတနာ၃တန်ရှိတယ်။ဥစုံမအီးကလှူမဲလို့တွေးလိုက်မအီးကပျော်နေ။ပုစံပေးလို့ကလေးတွေပျော်သွားဆိုမအီးကကျေးဇူးတင်ပါတယ်ဆိုထပ်ပျော်။အဲ့ကိုပျော်နေတဲ့နောက်အပျော်ဆုံးအရာဘာလဲဆိုငါမဘိုးပေးနေတဲ့လူတွေလူကောင်းလူတော်လေးတွေဖြစ်နေတဲ့အတွက်နောက်အနာဂတ်မှာမကြီးရဲ့ ဒီတော်လိုင်းတက်သားလေးတွေတဲ့ကနော်အရက်ဖက်ကိုပြောင်းပြီးတော့အလုံးလုံးမယ်ဆိုရင်ပညာရေးဝင်ကြီးတွေကျမရေးဝင်ကြီးတွေသူတို့တွေဖြစ်လာနိုင်တယ်စစ်တိုက်စရာမလိုတဲ့နော်စစ်တိုက်ခွင့်မပေးတဲ့ကာကြုတ်တွေစစ်စရေးအကုန်မခံစစ်စရေးကိုအကြောင်းပြပြီးတော့ကိုမိမဟိုဖင်ကောင်းတဲ့ကိုတူတူလားဖင်ကောင်းတဲ့ကိုထဲ့နေတဲ့ပတ်စံတွေမပါပါဘူးဆိုရင်သူတို့သာမရိပ်ဘူးသူတို့သာသူတို့ပိုင်ဆိုင်မှုအခုတဝက်ကတော့ ။အမပြီးကဲတဲ့ရေးတဲ့ကိုထည့်လိုက်မှဆို။တို့သွားရှိကိုအပေါင်။သူတို့တွေကဘီလီယံကို50 60လောက်ပိုင်တာ။ဒီမှာဒီဘီလီယံနိုင်ဖြစ်ဖို့တော်တော်ကြိုးစားဘီလီယံ50 60လောက်ဆိုကမ္ဘာတစ်ထည်ကြီးနေထဲမှာတော့ပါနေပြီ။တိုင်းမပြီးသားအောင်မသိဘူးဒီအိတ်ထဲပဲဆွတ်တဲ့ဒီကာကျုပ်တယောက်ရဲ့ဝင်ငွေဘယ်လောက်ရှိ။ပိုးကြီးတယောက်ရဲ့ဝင်ငွေက35သိန်းပေါ့အသိအစိတ်ပေါ့ အမေဘိုးကြီးမိန်းမအိမ်3800တန်းလို့1000တန်းလို့စောင့်နေတယ်။အလကားရတဲ့မြေကြီးမှာတက်ပိုက်မြေဆိုပြီးတော့သူများအိမ်ကိုသွားသိမ်းသိမ်းပြီးဝိုင်းသူလင်လာတာတဲ့အစ1000လောက်စောင့်နေတယ်ဆိုရင်ဒါတင့်တင့်မြတ်တဲ့ပတ်စံတွေမှမဟုတ်ပဲသူတို့ရှက်ဖို့ဆိုတာသူတို့ခေါင်းဆောင်တွေကဒါကိုပုံမှန်လို့တတ်မှတ်လာတယ်အမှားအမှန်လာတယ်ပြေးပြေးနဲ့အဲ့တော့သူတို့လက်စားတာသူတို့ကသူတို့အမှန်ဖြစ်လာတယ် အဲ့လိုဆိုချင်းတို့ပေါင်းတာပတ်စံဟိုပတ်စံပေါင်းတဲ့ခါကျတော့ပတ်စံများတဲ့လူကချမ်းသာလာတယ်ပတ်စံနဲ့တိဆောက်ထားတဲ့ဤကဘာကြီးလောက်တဲ့ခါကျတော့ချင်းတို့ပတ်စံတရားကိုပတ်စံရဲ့တရားကိုအမှန်လောက်လာတာအဲ့ဒါရှက်စရာမဟုတ်ဘူးလို့ထင်လာတာတဖြည်းဖြည်းနဲ့မှန်သွားတာကျမတို့ကရှက်တယ်အဲ့စစ်တက်ကဟာတွေအဲ့လိုဆောက်ထားကျမကျမမျိုးတွေတဲမှာစစ်တက်တယောက်နှစ်ယောက်ရှိတာပဲ၃၄၅ခွဲအမျိုးလိုက်ဆိုင်တော်တဲ့လူတွေရှိတာပဲ ရင်တော့ဘာမှမရှိတဲ့လူတွေကဒီလိုမျိုးရှိွားရဲဆိုရင်အာပုံမှန်ဖြစ်နိုင်မလားသူယောက်ျားလာစားအစိတ်တစ်နှစ်လုံးရမှ300 300 400သူစောက်ထားတဲ့တိုက်က1000သိန်းတိတိက3000ဒီပါဒါဖြစ်နိုင်မလားဒီလိုမျိုးကာလအတွင်းမှာဒီလို background level မရှိဘဲနဲ့ဒီလိုအတိုက်တွေစောက်တယ်ဆိုတာမိဘစီဇက်တထေးစက်ပြဇက်တထေးမှာမဟုတ်ပဲဒီလိုဒီလိုတွေးတတ်တယ်ဆိုရင်ဒါဟာဟီဒီအော်တပ်ပမဲ့သွားတာပဲ ကျွန်တော် Facebook မှာစောင်းစောင်းရေးသလိုရှက်တက်တယ်ဆိုတာလဲကိုကဟိုဟာရှိအောင်ပါလေအတိတရားလေးရှိအောင်ပါလေဒါပုံမှန်လို့ဖြစ်လာတာဟိုလက်လာပါရတဲ့ဌာနလူဟိုပို့ပြီးတော့အဆင်ပြေတယ်ကောင်းသားတယ်လို့ထင်လာတာဟိုအဲ့တော့အမားတရားတွေကမှားအမားကြာလာတော့မှန်သွားတော့ဒီမှာနေတဲ့နှစ်20ကာလမှာအဲ့ဒီအမားတရားတဖြည်းဖြည်းမှန်လာတဲ့အတွက်ပတ်စံရှိလက်လာပါရတာ သူများသူများတွေပဲသေသေးမီးပဲကျွန်ကျွန်သေသေးပေါင်900ပဲချလို့ပေါင်1000ပဲချကြရှင်တို့ကငတိမာပြီးရောတွေများလာတဲ့ခါကျတော့ဘယ်သူမှစုံမလို့မရတော့စုံမရမလားတဲ့အတွက်ကဘာမကြီးရဲ့စုံမခြင်းဖြစ်ပါတယ်အားလုံးသတိရှိရှိနဲ့ရှေ့ကို move forward သွားပါเนาะကျွန်တော်တို့တော်လန်ရေးကအဆုံးထိသွားမဲ့လူတွေဖြစ်တဲ့အတွက်เนาะစိတ်သက်တွေမပြိုမလဲပါနဲ့ရာသီခိုင်မြန်းနေပါစေ မာကြီးရေးသား30ထဲတဲ့3သိန်းထဲတဲ့2သိန်းထဲတဲ့5000ထဲတဲ့1000ထဲတဲ့ဖုန်းကတ်တွေဝယ်ပေးတယ် every single pennies or အဲ jet the jet ကအစတမိုးရှိတာဖြစ်တဲ့အတွက်ငါကတေဝိုင်းတော့မှာငါကတော်လန်ရေးမှာငါကတရောင်းတနေရာနေလူခွင့်အစ်စ်ကလေးကိုလိုချင်လွန်းလို့ဝင်တိုက်ခဲ့တယ်ဆိုတော့ကိုပါကိုပီတိလေးနဲ့ပီတိကိုစားအားရှိပြီးတော့တေလို့ရပါတယ်เนาะအပေါ်မှာဒေနာတမဒေတာเนาะ ဒီယဟန်နေကိုကြည့်ပြီးတော့ကိုကိုကိုလည်းတန်ဝေကယူသူတို့မှာဘော်ဒီဂတ်နဲ့ကိုကဘော်ဒီဂတ်နဲ့မလို့လွတ်လွတ်လပ်လပ်သွားနေရသေးတယ်။ပုံလေးပါလေးစင်ရောအင်းဆိုပေးလိုက်လို့ရသေးတယ်။သူတို့မှာပြည်သူကိုပြန်ကြောက်နေတာပြည်သူဆိုတာရိုးသားတဲ့ပြည်သူတွေရိုးသားတဲ့ပြည်သူကိုသူကြောက်ပါတယ်ဆိုတော့မှဒီဘုန်းကြီးကမရိုးသားလို့ပေါ့။မရိုးမသားလူတွေသားသာကြောက်ရတာ။အဲ့ဒီဘုန်းကြီးတွေဟောခဲ့တဲ့တရားတွေထဲမှာငါတို့ဘုန်းကြီးကြောင့်လူရမယ်ဓမ္မယုံလူရမယ် ဘာလို့လှူရင်ဘာဖြစ်တယ်အမြဲတမ်းနောက်နိဗ္ဗာန်ရောက်ကြောင်းမခေါ်ဘဲနဲ့နောင်ဘဝမှာဘလို့တွေအကျိုးတွေပေးတဲ့အတွက်နောင်ဘဝထဲအကျွေးတွေပါလိုက်စုခိုင်းတယ်ပြီးရမလားအဲ့လိုလူတွေစီကနေယူလာတဲ့သူတို့ရဲ့တရားတွေကိုသူတို့ကကြောင်းနေနဲ့ပြန်ပြီးဖြန့်တဲ့ခါကျတော့ပုထုဇဉ်ဖြစ်တဲ့ဒီတန်ငါဗျိုလေးတွေအားပါစပါဝါရှိရင်ငါတို့လည်းဒီလိုပဲအယူသေးခမ်းမှလာမသိဘူးဆိုတော့ဆရာမှားသွားတာ ဒေဝရတာတာလောက်ပဲကြံတော့ဒီတန်ငါအဖုံးကြီးတွေကတနက်ကင်ထားတယ်ဆိုဒါဒေဝရပဲယုံလိုက်တော့တနက်ကိုပေါ်မှာဘာမှကင်ထားကြရမလို့ဖျားသားတော့ကတနက်ကင်ကြမလို့နော်ဝါတဝါကိုနှညရှာထားတဲ့တိန်း1000ကနေပြောဝါတဝါတိန်းတရာပေးတယ်ဆိုတော့ဒီစက်ကင်နာဆိုတဲ့ဖုံးကြီးကလေးတွေကိုပါလဲကမိဖုံးကြီးဝတ်ဘူးလားဆိုမေးတဲ့ဖုံးကြီးလူတွေကြားထဲမှာကလေးတွေကိုပါလဲ ရင်ကျေးလိမ်မာဆိုပြီး brain wash လုပ်နေတဲ့ဘုံကြီးတွေသူတို့လိုချင်တဲ့သူတို့ကိုလှူမဲ့သူတို့အကျိုးတရားမှုရှိတဲ့အင်္ဂလန်ကဟိုပုပ်ယဟန်မင်းကြီးတွေလိုပဲအဲ့ဒီပုပ်ယဟန်မင်းကြီးတွေအစွန်းရောက်လို့လွတ်လပ်ချင်တဲ့ယဟန်တွေပါသာရေးသမားတွေကအမေရိကန်ဘက်ကိုလာပြီးတော့သူတို့နယ်မြေသစ်ရှာဖွေတာငါတို့ပြည်သူပြည်သားတွေလည်းဘုံကြီးအစ်စ်ဘုံကြီးအမှန်အတုနဲ့အမှန် fake နဲ့ အစစ်အမှန်နဲ့ဓမ္မနဲ့အတ္တမကိုသိဖို့အတွက်တကယ်တရားစစ်တွေရကြပါစေတကယ်လူကောင်းသူကောင်းနေနဲ့ပဲစုံကြပါစေပြောသောစကားကိုအမှန်တိုင်းပဲရက်တည်နေတဲ့လူတော်လူကောင်းများနဲ့တချို့လူတွေကကရုံးမတုံးသားပေမဲ့ဘုံကြီးတဲ့အများကြီးဖြူစင်တဲ့လူကောင်းတွေလူသူတော်စင်ကြီးတွေရှိပါတယ်เนาะအဲ့ဒီလူတွေဖြစ်ကြပါစေလို့မာကြီးဒီကနေဆန္ဒပြုလိုက်ပါတယ်အားလုံးပဲစိတ်ထားတတ်ပါစေ ော်လှန်ရေးဆိုတာကလူတက်ဖို့အတွက်တော်လှန်နေတာမဟုတ်ပါဘူးလူတက်မှာကိုကြောက်တဲ့လူတက်နေတဲ့လူတက်ကောင်ကိုဒါဟာမတရားဘူးလို့ပြောပြီးတော့ငါတို့တရားထိုင်တဲ့အခါကျရင်လဲဇံမြင့်လာရင်မာနဲ့နဲ့တိုက်ရသလိုပဲငါတို့ရဲ့ပြည်သူတွေရဲ့ဒီမိုကရေစီဆိုတဲ့ထွက်တက်ဒီမက်ဒီတေးရှင်းဆိုလဲဒါဒီမိုကရေစီပဲကိုယ့်ရဲ့ပိုင်ကိုယ့်ပိုင်ဆိုင်မှုကိုယ့်ဘာကိုရှာဖွေပြီးမက်ဒီတေးလုံးနဲ့ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်အဲ့တော့ တရားထိုင်ဇံမြင့်မန်နဲ့ကလာရှုပ်တယ်။ဘာလိညာကြီးလာပြတယ်။အမကြီးဆိုအယိုးကြောက်တူပါမြင်မှုတယ်။အဲ့ရနေဆက်ပြီးမရဲ့ဆက်မကျင့်တော့မသိတော့။ဒါပေမဲ့ငါတို့တိုက်နေရတာငါတို့တရားထိုင်နေတယ်။တရားတဲ့ဒီမိုကရေစီကိုလိုချင်လို့ထိုင်နေကြတာ။ဒီဒီဘက်ကရက်တည်နေကြတာ။အဲ့အတွက်မတရားတဲ့မာနဲ့ပဲဖြစ်ဖြစ်နော်စိတ်စမာနပဲဖြစ်ဖြစ်နော်စင်ကိုပဲရက်တိုက်ပြီးတော့ပဲတိုက်တိုက် ငါတို့သူတော်စင်တွေဖျားဖြစ်မဲ့လူကဖျားဖြစ်ကိုဖြစ်တယ်။ငါတို့အောင်မြင်မဲ့တွေးထားတဲ့ဒီမိုကရေစီနဲ့ဆရာနေရှင်ပြုတ်ကြရေးဆိုတာရအောင်ရတယ်။အဲ့ဒါဖျားဟောခဲ့တဲ့စိတ်သာရှင်သောဖျားဟောငါတို့တိုက်နေရတာမာနတဲ့အိမ်ကိုဖြိုဖျက်နေတဲ့ခြားတွေကြဘိုးတွေလောက်တွေလို့သဘောထားပြီးတော့ရှင်းတာရှင်းပြေ။ Okay ။အားလုံးမနောမောင်နှမတွေဘေးကင်းရန်ကစိတ်ချမ်းသာကြပါစေ။ဝခင်မိုးနဲ့အတူတူတော်လိုင်းအပီးအထိ တူတူပါဝင်လာကြပါစေစိတ်တွေကိုမပြိုမပြတ်ဖြစ်ပါနဲ့တခါလေကြရင်ပင်မပါတယ်စိတ်ကောလူရောပင်မပါတယ်အနာယူပါဒါပေမဲ့ဖြတ်ပြီးတော့မချလိုက်ပါနဲ့ကျမတို့မသေးခင်လူခွင့်ရေးလေးဆိုတာမြင်သွားခြင်းပါတယ်အလုံးမဲ့မအားလမအိမ်လုံးကအဲတိုင်းသူပြည်သားတွေကိုနေရအနှက်ဘုံလိုက်ချရတဲ့အကြောင်းရင်းတစ်ခုသီးတော့အကြောင်းရင်းသူ့ရဲ့နေပြည်တော်ကြီးကမြ мян ကွဲပြုတ်ပြုတ်ပြုံးသွားလို့ပါအိမ်ပေါင်း2000ကျော် နေပြည်တော်မှာရှိရသူအားကိုးနေရတဲ့တော်လန်ရေးကာလလေးနှစ်တာကာလမှာသူ့ကို special ထောက်ပံ့နေတဲ့ဒီဒီနေပြည်တော်ကြီးဟာပြင်းပြင်းကွဲပြုတ်ပြုတ်ပြုံးသွားလို့เนาะပြည်သူနဲ့အဲသူ့ကိုလာပြီးတော့တိုက်နိုင်ခြင်းရှိတယ်เนาะတော်လန်ရေးအင်အားစုတွေရှိနိုင်မယ်ထင်ပြီးတော့သူလိုက်ချောင်းနေတာဖြစ်ပါတယ်เนาะသူက तू อ่ะตะเมนลาลุ้นနေတာမဟုတ်ဘူး तू จ่องလို့သူ့ရဲ့จောက်ချင်းတရားကို तू อ่ะဖြန့်လန်းလန်းဖြည်းဖြည်းနဲ့ तू อ่ะနေပြီးတော့เนาะဒီဘုံတွေကိုไล่ချဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ပြည်သူတွေတိထားမှာကအဲတိတ်ပြီးတော့မကြောက်ပါနဲ့တိတ်ပြီးတော့မတုံ့လောက်ပါနဲ့ तू ကို၌ကိုကเนาะမအိမ်လုံးကိုไรကိုကဒါပြင်းပြင်းကွဲပြုတ်ပြုတ်ပြုံးနေလို့ပါเนาะအဲ့တော့က um You guys hear about the uh, Myanmar earthquake, seven 7.7 seven magnitudes in Burma. So, if something happened to in my country, uh, my native country, I'm I'm living in New York City now, right now. But um, my born place in Myanmar is called Burma. So, uh, the earthquake happened uh, since uh, March 28, 2025, and uh, the that's a lot of uh, building collapse. Some um, uh, important city, government cities uh, collapse, uh, like a 2000 something building collapse. So lots of people lost their homes and shelter. But um, the military coup took over in Burma uh, since 2021, February 1st. So that guy never gave up on the people and uh, they bombing, they airstriking. striking um, airstrike, uh, airstrike bombing and uh, mascara, uh, to the edges so on the people, innocent people. So, what happened in Myanmar is, um, is um, earthquake happened after the they never stop bombing uh, innocent people. Uh, the other states or uh, how to call it yeah that stays of promise area so the military kush uh, uh, the military guy they should give they never they don't want to give up because uh, since 2000, 1963 they took over from uh, people power to the uh, one uh, only the military guys took over the um the the, the power so they act there in my country it's happening like um, how to call it north korea and russia and china just like that so excuse me <laughs> excuse me <laughs> so people from burma every day every single day they're facing the a difficult times the whole i mean the whole life so <laughs> I'm luckily an escape from Burma since 1999 December. So I'm living in New York City and I, am speaking about my country people, so my poorest country people. So, you might be on a town of San Tetea, February Larea. ဒီစရနာရှင်ကအာနာတိန်းထားတယ်အခုချိန်ဒီမပေးသေးဘူးဘာဖြစ်လို့မပေးသေးလဲဆိုတော့ သူကလမ်းဆုံးလဲရောက်နေပြီသူ့ရဲ့အကျွေးကလည်းတရုတ်နဲ့တရုတ်နဲ့အခြားသောရုရှားတို့ဘာလို့မှအကျွေးတွေကတည်နေပြီးတော့သူဟာညံပြင်းတဲ့အာနာရှင်တယောက်အနေနဲ့မရက်တည်ခြင်းနဲ့အတွက်သူကဆိုးဆိုးဝါးဝါပြည်သူတွေကိုတပ်ဖြတ်နေတာပါအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့ဒီအာမဆိုလိုချင်တာကဘာလဲဆိုတော့သူတို့က အခုတလောမှာဒီမြေပြည်တော်မှာပြနေပြည်တော်ရဲ့ပျက်စီးယိုယွင်းမှုတွေကိုကြည့်ခြင်းအပြင်သူတို့ဟာတော်တော်လေးကိုအစင်မပြေတော့ဘူးလို့ထင်ရတယ်။ဘာလို့ဆိုတော့သူတို့ဒီလေရင်နဲ့၆ချင်းအပြင်သူ့ရဲ့အရှုံးတရားကို သူ့ရဲ့အဲ reality ဖြစ်ဒီဖြစ်နေတဲ့သူ့ရဲ့ရှုံးနှိမ်မှုကမြင်နေရပါတယ်။အဲ့တော့ပြည်သူတွေစိတ်ဓာတ်မကြပါနဲ့။မြေအွန်လိုင်းအပါဝင် ပြည်သူတွေကိုအပတ်ဆက်ဆုံးအရက်ဆက်ဆုံးရုပ်မာနေတဲ့နေပြည်တော်ကအရန်ကြီးကိုပြိုပြက်သွားပါတယ်။အာနေပြည်တော်ကအရန်ကိုပြိုပြက်သွားပြီးတော့သူ့ရဲ့အာအာကိုရတဲ့เนาะသူ့ရဲ့အဲကိုရန်တို့တက်တယ်ရောဗါတွေရောသူအာကိုရတဲ့အဲဒီအစိုးရဌာနတွေအများကြီးပြက်စီးသွားတယ် နောက်သူ့ရဲ့အဲ့နေပြည်တော်မှာရှိတဲ့အဲအိမ်ပေါင်းအလုံးပေါင်း2000ကျော်ပျက်စီးသွားတဲ့အတွက်ဒီမင်းအွန်လိုင်းနဲ့စစ်တပ်ဟာအရှုံးကြီးရှုံးအကြောက်ကြီးကြောက်နေတဲ့အတွက်လေရင်နဲ့လိုက်ပြီးတော့တော့ပြည်သူတွေနေတဲ့ကြေးရွာလေးတွေကလိုက်ပြီးတော့ဖျက်ချနေတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ပြည်သူတွေစိတ်ကိုမလျှော့ပါနဲ့။ကျမတို့ကိုကြောက်လို့သူပုံးနေချနေတယ်လို့ကျမယူဆပါတယ်ရှင်။ အားလုံးပဲပေးကင်းရန်ကွာစိတ်ချမ်းသာကြပါစေ။ကျမတို့ဒေါ်လာရင်းအဆုံးထိပါနေမဲ့လူတွေဖြစ်တဲ့အတွက်ပြည်သူတွေစိတ်ချမ်းမကြပါနဲ့။အလူကိုလည်းတည်တည်ကြာကြာလူပါ။အဲလူအပ်တဲ့နေရာကိုပဲလူပါမလူအပ်တဲ့နေရာတွေမှာမဖြုံးပါနဲ့။ကျမတို့ရဲ့တိုင်းပြည်ရှေ့ရီးရဘာတွေဖြစ်မှန်းမသိသေးတဲ့အတွက်နော်။သူများရဲ့အလူကိုဖျက်ဆီးရမဟုတ်ပါဘူး။အဲကိုဘုတ်ကိုလည်းကြည့်သူများကိုလည်းကြည့်ပါ။တိုင်းပြည်ရှေ့ရီးရဘာမှမသေးကြသေးတာဖြစ်တဲ့အတွက် ုတ်ဩပြီးတော့အရန်နေမလူပြဖို့စူးစူးစီးစီးလေးနေကြဖို့လေးစားစွာနဲ့တိုက်တွန်းပါရရှင်ပေးကင်းကြပါစေ။